အခုလိုကြောက်ပပိဆက်စားတဲ့အင်တော်ရှင်မကောင်းပီတာလိုချီချူခံရတဲ့နန်းစုရတိဆိုနန်းစုရတိဆိုနဲ့ပပိဆက်စားတို့ကတရံမသက်ဆိုင်ကြပါမိလေလမ်းပိုင်ကြောင့်မို့သက်ဆိုင်နေရသူဆိုလည်းမမပါဘူးလမ်းပိုင်ကပပိဆက်စားနဲ့စတော်နှစ်ကြာတွေ့ပြီးတဲ့နောက်မှာသူ့ဘက်ကနေစတင်တိစားဖောက်ခဲ့တာဖြစ်ပါတယ်နောက်ပိုင်းမှာလမ်းပိုင်ကနန်းစုရတိဆိုနဲ့တွေ့နေခဲ့တာမို့အောင်းလုံးကနန်းစုရတိဆိုကိုလည်းဝေဖန်နေကြတာပါ ။နောက်ဆုံးရတီဆိုကစနိုက်ခဲ့သူမဟုတ်ပေမဲ့ကုလရှိတွဲနေသူမှုဂျာရက်ကနေလူမုံများခံရဖြစ်ပါတယ်။ခုနောက်ပိုင်းမှာဆိုရင်နတ်ဆွေတီဆိုရဲ့ပြည်နာမှာလမ်းပိုင်မြေလူလူမြင်တွေ့နေရတာပါနတ်ဆွေတီဆိုအိတ်တဝဲကအိတ်တက်ဝဲလို့တုံကလည်းလမ်းပိုင်ကရှိနေခဲ့တယ်လို့နတ်ဆွေမိဘတွေနဲ့ပါမိတ်ဆက်ပေးထားခဲ့တာပါဒါပြင်ခုနောက်ပိုင်းမှာနတ်ဆွေတီဆိုကအရင်ကနဲ့ကိုလိုကမတူတော့ပဲပြောင်းလဲလာခဲ့တာပါအိတ်တကူပြောင်းပြီးတဲ့နောက်မှာ လောက်တွေလည်းတခုပြီးတခုတင်လာခဲ့တာပါ သူတင်လာတဲ့ဘလော့တွေကဟင်ချက်တဲ့ဗီဒီယိုလေးပါပါတယ်အစပိုင်းတုန်းကတော့မုံလုံစားတဲ့ဗီဒီယိုလေးတွေတင်ပေးမယ်နောက်ပိုင်းမှာနန်းဆွေရတီဆိုကဟင်တွေကိုပါကိုရိုင်းဟင်ချက်နေရဖြစ်ပါတယ်မြစ်ချေဟင်းရီလိုဟင်တွေပါအသေးချာချက်တဲ့နေရာကြောင်းအလုံးကကြည်ကျူနေကြတာဖြစ်ပါတယ် နောက်ဆုံးရတီစိုးကဟင်းချက်ရတာကိုဝတ္တနာပါလို့ကုရမ်းအမြဲချက်စာလေးရှိပါတယ်။ကိုပြောင်းလိုက်တဲ့အင်ကဟင်းချက်တဲ့နေရာဆိုလည်းတရားလေးဖြစ်တာမို့အတော်လေးကိုအဆင်ပြေတာပါ။ဒါကြောင့်မို့ရှူတင်နားပြီဆိုတာနဲ့ဟင်းတွေချက်ကလောက်တွေတစ်ခုပဲတစ်ခုချံပေးနေရပါ။နောက်ဆုံးရတီစိုးကဟင်းမျိုးစုံရောမုံမျိုးစုံပါလို့တက်ထားတာမို့ပိတ်ကြွေကတော့အတော်လေးကိုသဘောကျနေရပါ။ မိမသားလေးပြီးသားတို့ဖျားတရားလေးကန်ဆိုင်တာကြောင့်အင်းအောင်ရှင်မကောင်ပြီးသားရလို့ချီချူနေကြတာပါလက်ချက်ဖြစ်ခဲ့မယ်ဆိုရင်နဲ့ဆိုရတီဆိုကအိမ်မိုးကိစ္စကိုနိုင်နေနိုင်တယ်လို့လည်းခံမှန်းနေရပါအမျိုးသားတွေကအိမ်မိုးကိစ္စနိုင်နေတဲ့တူဆိုရင်ကြိုက်ကြတာမို့လမ်းပိုင်ကနန်းဆိုရတီဆိုကိုရွေးချယ်ခဲ့တာဖြစ်နိုင်တယ်လို့ထင်ရတွေခံမှန်းနေကြတာဖြစ်ပါတယ်။ဘော်ဘီဆက်ဆာကမိမတားဆန္ဒမို့လဲပေါ့ပေါ့ပပနေရတာကိုသာပူကြိုက်တာဖြစ်ပါတယ်။အခုလက်ရှိမှာတော့ဘော်ဘီဆက်ဆာရောလမ်းပိုင်တို့က ကိုဘွားကိုရှောင်နေကြပါပြီ။နောက်ပိုင်းဆိုရင်လည်းနတ်ဆွေတီဆိုးနဲ့အတွင်းနေကြောင်းထုံပြောထားပြီးမိအားလုံးကသိနေပြီသားပါ။ဟုတ်ကဲ့ပါရှယ်တင်နေတင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်အစိမ်းဝင်စားပွဲရဇေလင်းနုပညာရှင်တွေအကြောင်းများကိုချင်းနေတပြင်းညစ်တင်ဆက်ပေးဦးမှာဖြစ်လို့အတိတ်တော်ဘရူရီတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခလုံးလေးကိုလည်းနေထားပေးကြပါရှင်။အဆုံးတည်းအားပေးကြည့်ရှုမှုတွေလည်းကျေးဇူးများတင်ပါတယ်။ လမ်းပိုင်ကနန်းစိုးရဲ့တည်ဆိုးကိုရွေးချယ်ခဲ့တာဖြစ်နိုင်တယ်လို့ထင်ရတဲ့ခံမှန်းနေကြတာဖြစ်ပါတယ်။ဘော်ဘီဆန်ဆာကမိမတားဆန်နာမှုလဲပေါ့ပေါ့ပပနေရတာကိုသာပူကြိုက်တာဖြစ်ပါတယ်။အခုလက်ရှိမှာတော့ဘော်ဘီဆန်ဆာရောလမ်းပိုင်တို့က ကိုဘွားကိုရှောင်နေကြပါပြီ။နောက်ပိုင်းဆိုရင်လည်းနတ်ဆွေတီဆိုးနဲ့အတွင်းနေကြောင်းထုံပြောကြပါမိ။အားလုံးကသိနေပြီသားပါ။ဟုတ်ကဲ့ပါရှယ်တင်နေတင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်အစိမ်းဝင်စားပွဲရဇေလင်းနုပညာရှင်တွေအကြောင်းများကိုချင်းနေတပြင်းညစ်တင်ဆက်ပေးဦးမှာဖြစ်လို့အတိတ်တော်ဘူရီတင်နိုင်မလို့တန်သိရှင်နိုင်ဖို့အတွက်ဘေးနားချက်ပြီးခလုံးလေးကိုလည်းနေထားဝေးကြပါရှင်။အဆုံးတရာအဝေးကြည့်ရှုမှုတွေလည်းကျေးဇူးများတင်ပါတယ်။